နေဆက်ငင်းပွားမှုနဲ့ပတ်သက်လို့တင်းမာမှုတွေမြင့်တက်လာနေစဉ်အိန္ဒိချင်းထိုင်းနိုင်ငံကလောင်စာဆီတင်သွင်းမှုအလုံးရက်ဆိုင်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်လ22ရက်မှာပြောကြားခဲ့ပါတယ်။ဒီညပိုင်းကစပြီးထိုင်းနိုင်ငံကလောင်စာနဲ့ဓာတ်ငွေတင်သွင်းမှုအလုံးကိုရက်ဆိုင်ပါမယ်လို့၎င်းကလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ်။ ဣရင်းလောင်စာနဲ့ဓာတ်ငွေလိုအပ်ချက်ပြည့်မီဖို့စွမ်းရင်ကုမ္ပဏီတွေဟာအခြားရင်းမြစ်တွေကလုံလောက်စွာတင်သွင်းနိုင်မယ်လို့သူကဆိုပါတယ်။ထိုင်းနိုင်ငံကအမျိုးသားလုံခြုံရေးလို့ဆိုပြီးနေဆက်စစ်ဆေးဂိတ်တွေမှာကန့်သက်ချက်တွေတတ်မှတ်ခဲ့လို့ကမ္ဘောဒီးယားနိုင်ငံကလက်တုံ့ပြန်မှုအဖြစ်ဇွန်လ22ရက်မှာနေဆက်စစ်ဆေးဂိတ်နှစ်ခုကိုပိတ်ပစ်ခဲ့ပါတယ်။ နိုင်ငံသားတွေမလိုအပ်ရင်ထိုင်းနိုင်ငံကိုမသွားရောက်ကြဘူးကမ္ဘောဒီးယားနိုင်ငံသားဝင်ကြီးဌာနကဇွန်လ22ရက်မှာထုတ်ပြန်ချက်တည်းထုတ်ပြန်ခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံရှိထိုင်းနိုင်ငံသားတွေဆန္ဒပြနေရာတွေကိုရှောင်ကျဉ်ကြဖို့ထိုင်းကောင်စီရေးဌာနကတတိပေးခဲ့ပါတယ် ထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝထရာနဲ့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ကြားဖုန်းပြောဆိုမှုပေါက်ကြားပြီးနောက်ထိုင်းနိုင်ငံမှာနိုင်ငံရေးကစင်ကလျားအခြေအနေဖြစ်လာခဲ့ပြီးပေတောင်နန်ရဲ့ပြောဆိုချက်ပေါ်ပြည်တွင်းမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။အာဏာရထိုင်းညွန်ပေါင်းအစိုးရဖွဲ့ကဒုတိယအင်အားအကြီးမားဆုံးပါတီကဒီသတင်းပတ်အစောပိုင်းမှာညွန်ပေါင်းအစိုးရဖွဲ့ကနှုတ်ထွက်ခဲ့ပြီးဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုနဲ့ပတ်သက်လို့ပေတောင်နန်ကိုတောင်းပန်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ2022ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံရဲ့တတိယအကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပြီးသွင်းကုန်ပမာဏဟာဒေါ်လာ3.8ဘီလီယံရှိပြီးလောင်စာဆီတင်သွင်းမှုက28ရာခိုင်နှုန်းရှိခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ်နေဇာနီအငင်းပွားဖျားကြောင်တစ်ခုကိုစပိန်သမား150ခန့်လဲပတ်ရာမှာလိုက်လံစောင့်ရှောက်ပြီးထိုင်းစစ်တပ်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကဆွဆွဲခဲ့ပါတယ်။ ဤသည့်ချိုးဖောက်မှုမှမရှိကြောင်းထိုင်းစစ်တပ်ကငင်းဆန်ခဲ့ပြီးနားလည်မှုလွှဲမှားခြင်းလို့ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာတနင်္ဂနွေနေ့ကအီရန်နိုင်ငံရှိဖော်ဒိုနျူကလ িয়ার ဆက်ရုံကိုတိုက်ခိုက်ရာမှာဗန်ဂါခွင်းဘုံတွေအုံပြုခဲ့တယ်လို့ပင်တဂွန်တာဝန်ရှိသူတွေကပြောပါရတယ်။ ဒါဟာမယုံကြည်နိုင်စရာအောင်မြင်မှုတစ်ခုပါကျွန်တော်တို့အီရန်နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးခဲ့ပါတယ်လို့ဝါရှင်တန် DC မြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hasech ကပြောပါတယ်အမေရိကန်နိုင်ငံဟာမြောက်နယ်မြေတွေအခိုင်အမာလုပ်ထားတဲ့ဘန်ဂါရီနဲ့ဥမင်လှိုင်ကောင်းတွေကိုတိုက်ခိုက်ရာမှာအသုံးပြုတဲ့ GBU-57 အင်အားပြင်းဘုံးနဲ့ဖျက်ဆီးခဲ့တာပါ အမေရိကန်ရဲ့ B2 ဘုံကျဲလေယာဉ်ဟာစနေနေ့ဒေတာဆန်တော်ချိန်ညနေ6:40မိနစ်မှာတစ်ချိန်တနင်္ဂနွေနေ့အီရန်ဆန်တော်ချိန်မနက်2:10မိနစ်မှာတစ်ချိန်ဖော်ဒိုနျူကလ িয়ার ဆက်ယုံကိုဘုံနှလုံးကျဲခဲ့တာလို့ပူရဲစီဦးစီးချုပ်များဥက္ကဋ္ဌဒန်ကိန်းကပြောပါတယ်ကျန်ရှိတဲ့ဘုံကျဲလေရင်တွေကဘန်ကာခွင်းဘုံဆက်လေးလုံးအသုံးပြုပြီးပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာလို့သူက ရှင်းပြပါရတယ်။ အင်ဖာဟန်မျိုးရှိအီရန်နျူကလ িয়ার စစ်ရုံကိုတိုက်ခိုက်ဖို့တိုမာဟော့ဒုံးကျည်တွေအသုံးပြုခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်စစ်စင်ရေးဟာအီရန်တပ်ဖွဲ့တွေသို့မဟုတ်အရက်သားတွေကိုပြစ်မှတ်မထားခဲ့ကြောင်းအခုမစ်ရှင်ဟာအီရန်နိုင်ငံမှာအစိုးရအပြောင်းလဲနဲ့မပတ်သက်ကြောင်း PT Hashash ကပြောပါရယ်